အဲ့ဆိုဗျာလက်ထက်ကတိတ္တယဟန်ဆိုတာရှိတယ်။ဟုတ်လား။တခါတော့သူကဟိုရှင်အဝိစ္စတဇသူရလာတယ်။အဲ့ဆိုဗျာလက်ထက်ကသင်္ကန်းနေပါလေတခါလေချုပ်ပြီးတော့လှူတာကရှားတယ်။အဝိစ္စတိုင်းဒီတိုင်းလှူလိုက်တာများတယ်။အဲ့ဒါကိုယ့်အကိုရှိုးရတယ်၊ကိုယ့်အကိုချုပ်ရတယ်ပေါ့။အဲ့တော့အဲ့ဒီဖြင်းစားကခတ်ထူတူရှစ်တောင်လောက်ရှိတယ်တဲ့။အဲ့ဒါလေးရလာတော့သူကသူ့ညီမကိုအပ်ထားတယ်။ဒါလေးကိုတိတ်ထားဆို။ နောက်သူသင်္ကန်းလိုတဲ့အခါကျတော့အဲ့ဒီသင်္ကန်းကိုသွားပြီးတော့တောင်းတယ်အဲ့ဒီအစတောင်းတော့ညီမဖြစ်တဲ့လူကနော်ကိုယ့်ရဲ့အမောင်မောင်ကြီးဝတ်မဲ့သင်္ကန်းဆိုတော့ကောင်းသေးချင်တာဆိုတော့အဲ့ဒီဖြင်းစားကငါကထူးနေတာအကုန်လုံးပြန်ဖြက်ပြီးတော့ထူထောင်းပြီးတော့ခြီလေးတွေပြန်ငင်ပြီးတော့သေးသေးချာချာပြန်ပြီးတော့ရက်ထားတော့အဝတ်စားကပိုးပြီးတော့ကောင်းနေအဲ့ဒါနဲ့အဲ့ဒီအဝတ်ကိုပြတော့ရဟန်းတော်ကဒါငါအဝတ်စားမဟုတ်ဘူးငါအပ်ထားတော့က အဝတ်ပိုင်းကထူလေးထူတယ်ရှစ်တောင်ပဲရှိတယ်ခုကတည်းကအရန်နှူးညံ့နေတယ်ကိုးတောင်တောင်ရှိနေတယ်မဟုတ်ဘူးအဲ့ဒါအဲ့ဒီသင်္ကန်းကိုအဲ့ဒီအဝတ်စာကိုလှုပ်ထားတာမောင်ကြီးတို့အဲ့ဒါတေးချလှုပ်ထားတာအဲ့တော့မှ तू ကယူလာတော့သဘောကျတာပေါ့အဝတ်စာကိုကန်ကြည့်တော့နှူးညံ့တော့ဒါလေးကို तू အရန်ကြိုက်နေတယ်ဟုတ်လားတော့ကောင်းတာနဲ့တွေ့ရတာလည်းပဲကံကောင်းတယ်လို့တခါတလေပြောလို့မရဘူးဦးဇင်ကအဲ့လိုအတွေးလေးလည်းပေါက်မိတယ် ဲ့ဒါနဲ့ဒီသင်္ကန်းဒီအဝိဇ္ဇာလေးကိုဆိုးယဟန်တွေကိုအကူကြီးတောင်းပြီးတော့ဝိုင်းပြီးတော့ချုပ်ကြတာဗောသင်္ကန်းချုပ်ချုပ်ပြီးပြီဆိုတော့အဲ့ဒီနေ့ညသင်္ကန်းလေးကိုခောက်ပြီးတော့မနေ့ကျရင်ဝတ်မယ်သင်္ကန်းလေးကအစအလဲအရန်နှုံညံသူစီတယ်မရန်သဘောကျတယ်အဲ့ဒါဖြစ်ကျင်တော့အဲ့ဒီနေ့ညတယ်အစာမကြေရောဂါဖြစ်ပြီးတော့ညတွင်ချင်းပြန်တော်မူတယ်မိုးလိုက်ရအောင်ဘဝမှာဇရာတွေကတော့အမျိုးမျိုးချကြတာပဲနော်။ဘာလုံမဲဘာလုံမဲ သူမှကံတိကံမအဲ့ဒါကြီးဖြစ်ပါသေးမယ်လို့တော့ပြောလို့မရဘူးမနေ့ကဒီသင်္ကန်းလေးဝတ်မယ်လို့သူစဉ်းစားတာမိုးလဲရအောင်အဲ့ဒီသင်္ကန်းရဲ့ပုံမှာဆွဲလန်းမှုဆိုတာရှိတယ်အဲ့ဒီဆွဲလန်းမှုကအညစ်အကြေးပဲဟာအဲ့ဒီအညစ်အကြေးကဘသူတန်တမှာဖြစ်လို့သူတန်တမှာဖြစ်နေတာဒါရဟန်းတစ်ပါးအနေနဲ့အများကြီးခက်ညံ့ညံ့လို့တော့ပြောလို့မရဘူးသို့တော်လည်းပဲဒါလေးတွေကပုထုသင်တဘာဝဖြစ်တတ်တယ်ပေါ့နော် တော့အဲ့ဒီအညီအကျေးကယဟန်ဆိုပြီးတော့လည်းပဲတက်ညာဝင်ပေးမှာတော့မဟုတ်ဘူးသူဟာသူသဘောသူဆောင်ပြီးတော့သွားမှာပဲလေအဲ့ဒါနဲ့ဘာဖြစ်တုံးဆိုတော့သူဆွဲလာရသင်္ကန်းထဲမှာသွားပြီးတော့ဖြစ်ရတယ်တဲ့ဘာဖြစ်တုံးဆိုတော့တန်းဖြစ်တယ်တဲ့ပေးတယ်လို့ကြားဥပါတယ်အဲ့ဒါနောက်နေ့ရောက်တော့သူ့ရဲ့ဒီရုပ်ကလပ်ကိုမီးရှို့ပြီးတော့ကျန်ရစ်တာဒီသင်္ကန်းလေးကျန်ရစ်တော့ဘာအရှင်မရှိတော့ဘူးဆိုတာတန်ခိကဖြစ်တယ်ပေါ့တန်ဃာတွေအကုန်လုံး ဝေဖန်ပိုင်းခြားပြီးတော့ယူရမယ်ပေါ့အဲ့လိုဝေဖန်ပိုင်းခြားပြီးတော့ယူရမယ်ဆိုတော့ဒီတန်းကအော်နေတယ်တဲ့ငါပစ္စည်းကိုရဟန်းတွေကလူနေတယ်လို့အော်နေတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားဒိဗ္ဗသောတာပိညင်နဲ့ကြားတယ်တဲ့ဒါဓမ္မပဒထက္ကရာထဲမှာဖွင့်ပြတာပေါ့နော်အဲ့တော့ဦးဇင်းကတော့စဉ်းစားကြည့်တယ်တန်းကြိတ်တာဖြစ်မယ်နဲ့တူတယ်လို့ရိုးရိုးတန်းဆိုရင်တော့ तू အော်နိုင်စရာအကြောင်းမရှိဘူးလေရိုးရိုးတန်းဆိုလို့ရှိရင်ဒီသင်္ကန်းကြီးကိုရဟန်းတွေကဝေဖန်နေတာကို तू သိစရာအကြောင်းလည်း ်မရှိဘူးလို့ထင်တယ်ဒါအပြိတာတန်ဖြစ်မယ်လို့ထင်တယ်ဒါကတော့ကိုစဉ်းစားမိတာပေါ့တကယ်လို့တန်ပြိတာမဟုတ်ဘူးရှင်လည်းပဲမြတ်စွာဘုရားကဒီတန်ကလေးဒီထဲမှာဖြစ်နေတယ်ယဟန်တွေကတကယ်လို့ဝေဖန်လိုက်လို့ရှင်ဝိပြုမယ်ဆိုတော့တန်လေးကတော့တနည်းအားကြာပြီးတော့သေရတော့မှာပဲလေအချိန်မကြာဘဲနဲ့ပြည့်စည်ရတော့မယ်အဲ့ဒါကိုမြင်လို့ပေါ့မြတ်စွာဘုရားတားစာရဲဖွင့်ပြတာကတော့ဒီတန်းကအသင်္ကန်းကိုယဟန်တွေလူရည်နေကြတယ်ဆိုတော့ပြည်လွှားနေတယ်တဲ့သင်္ကန်းထဲမှာဒါကိုမြတ်စွာဘုရားဒိဗဗတ္တဗိညာဉ်နဲ့ကြားလို့ ဆိုင်းလိုက်အောင်အဲ့ဒါကိုမဝေဖန်ကြနဲ့အိုမခွဲကြနဲ့အိုသိပြီဆိုလို့ရှိရင်ပစ္စည်းကခွဲကြတာကိုဟုတ်လားအဲ့ဒါနေမြတ်စွာဘုရားအဲ့လိုဆိုင်းတာတော့ခုနှစ်ရက်လောက်နေတဲ့ခါကျတော့အဲ့ဒီတန်းလေးကတေသွားတယ်တေတော့ဘယောက်တုံးဆိုတော့သူတိတာနဲ့ပြေရောက်သွားတယ်အဲ့ဒီကြာတော့မှမြတ်စွာဘုရားဒီသင်္ကန်းကိုဝေဖန်ခွင့်ပေးတာအဲ့ဒီမှာဘာကြောင့်ခုနှစ်ရက်ဆိုင်းထားရလဲလို့မေးလို့မြတ်စွာဘုရားကအေးအဲ့ဒီသင်္ကန်းပိုင်ရှင်ရဟန်းကဒီထဲမှာတန်းဖြစ်နေတယ် ဒါကြောင့်မို့လို့ဒီအကြောင်းအရာတွေကိုမြင်လို့ခုနှစ်ရက်လောက်ဆိုင်းထားရတာအဲဒီမှာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သောသောဂါထာလေးကိုဟောတာနော်တန်ခါဖြစ်လာတဲ့အညစ်အကြေးဟာတန်ကိုပဲဖြစ်စည်းတယ်အဲ့လိုပဲမိမိကဖြစ်လာတဲ့မကောင်းတဲ့စိတ်တွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေဒီအညစ်အကြေးတွေလို့ဆိုရဲမကောင်းမှုတရားတွေဟာဖြစ်ပေါ်ရာမိမိကိုပဲပြန်ပြီးတော့ဖြစ်စည်းလိမ့်မယ်ဒုက္ခပေးလိမ့်မယ်ဒီဒိဋ္ဌိပဲရတယ်နော် အယတာဝမလန်သမုဒ္ဒါယတတုဒ္ဒါယတမေဝခရတိအေဝံတိရောနာဇာတိနတာတိကမ္မဏိနေယံတိဒုက္ခရေမှတ်သားစရာကောင်းတယ်နော်ဒါလေးကတပုတ်ပြောချင်တာနောက်ထပ်ပြောချင်တဲ့တပုတ်ကမြတ်စွာဘုရားရဲ့ဒေသနာယာမှာအလွန်ကျွမ်းကျင်တော်မူတဲ့မသေးကဏီအနေထားမှာတုံလုံးချောက်ချားစရာကောင်းတဲ့အခြေအနေကိုမြင်အောင်ဟောနိုင်တာလေးကိုသဘောကျလို့ အဲ့ဒီကာထာလေးကိုရွေးပြီးတော့ပြောခြင်းနော်ကာထာကနည်းနည်းခက်တယ်ပြောရတာဒီကာထာဟောရခြင်းရဲ့အကြောင်းဏ္ဍဝတ္ထုလေးကိုအရင်ပြောကြည့်နော်အရှင်တို့မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်မိကာသအစောပိုင်းလောက်ဖြစ်မယ်လို့ထင်ပါတယ်အဝိတိမြို့ထဲမှာနွားတက်ပြီးတော့အမဲသားရောက်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုတ်တဲ့တခါကြီးတယောက်ရှိတယ် နောက်တက်ပြီးဆိုလို့ရှိရင်မြဲတဲ့အိမ်အတွက်လည်းချက်ပြုတ်တဲ့ပိုတာကိုရောင်းချပြီးတော့စားတော့တယ်နောက်လေးလည်းမွေးထားတယ်ပေါ့အဲ့ဒါလို့သူကအချိန်တိုင်းဘဝတစ်လျှောက်လုံးဒီလိုပဲနေလာတာဒီလိုပဲစားတော့လာတာဆိုတော့အမဲသားမပိုင်ဓမင်းမစားနိုင်ကြာတော့စွဲတာပေါ့နော်အဲ့ဒီအစွဲကဒုက္ခပေးမှာဒီအသားမပိုင်မစားနိုင်ဘူးယတတဏ္ဏလည်းကြောက်စရာကောင်းတယ် အဲ့ဒါနဲ့ဒီနေ့တော့အဲ့ဒီတကကြီးဟာအသားတွေအကုန်လုံးရောင်းပြီးတော့သူ့ဘုချမ်းသာတဲ့အသားကောင်းကောင်းလေးအဲ့ဒါကိုမိမကိုပေးတယ်ရော့ဒါကိုချဲငါရေသွာချိုးလိုက်ဦးမယ်ပြန်လာမှစားမယ်ဆိုတော့မိမကိုပေးထားတယ်အဲ့တော့သူရေသွာချိုးနေတော့မှသူ့ရဲ့တငယ်ချင်းကရောက်လာရောက်လာပြီးတော့အိမ်မှာဧည့်သည်ရောက်လာလို့မိသားလေးရောက်မှာအဲ့မိမဖြစ်တဲ့လူကမရောင်းရဲဘူးမိသားတွေကမရှိတော့ဘူးဒီမှာသူစားဖို့ချက်ချက်မဲ့စေတန်းလားဒါလေးပဲရှိတယ် ဒါတော့မပေးဝင်ဘူးမရောင်းရဲဘူးအဲ့တော့တကယ်ချင်းဖြစ်တဲ့လူကအိမ်မှာဧည့်တွေကလည်းရောက်နေတာအင်းကောင်းကလည်းမရှိဘူးဆိုတော့ကိုင်းဘလို့ပဲဖြစ်နေနေဒီမိမကတော့ပေးရမှာမဟုတ်ငါစွအတင်းပဲငါငါယူသွားတော့မယ်ဆိုပြီးတော့ငါတကယ်ချင်းငါငါပြီးမှကြည့်ပြောမယ်ပေးလိုက်ဆိုတော့အတင်းအရမယူသွားတယ်တဲ့အဲ့ဒီအသားကိုနောက်တက်သမားကပြန်လာလို့ရီချိုးကပြန်လာလို့တမင်းစားတော့မယ်ကိုင်းတမင်းခူးခဲ့ဆိုတော့တမင်းပွဲကိုပြင်ပေးလို့ကြည့်လိုက်တဲ့အခါကျတော့အမေသားဟင်းကမပါဘူး ကိုစားခြင်းတာမပါဘူးဆိုတော့စိတ်ကစိုးမှာပေါ့နော်ဒီဥစ္စာကတော်တော်ကြောက်စရာကောင်းတယ်လို့ထင်တယ်ဒီအစားအသောက်ကလေအစားအသောက်နဲ့ပတ်သက်ပြီးတော့ကြောမယ်ဆိုရင်ကြောစရာစကားတွေအများကြီးရှိခဏလေးလို့ဆိုပေမဲ့လို့လည်းပဲစိတ်ကိုအလွန်လွှမ်းမိုးနိုင်စားတဲ့တောက်တဲ့ခြင်းကတကယ်တမ်းကခဏလေးပဲခဏလေးပဲ ဒါပေမဲ့အဲ့ဒီခဏလေးကစိတ်ကိုအလွန်လွှမ်းမိုးနိုင်တယ်။ကိုစားကျင်တာမစားရဘူး။ကိုမစားကျင်တာတွေစားရတယ်ဆိုရင် အလွန်စိတ်ဆင်းရဲတယ်နော်။စားကျင်တာစားရတော့မယ်ဆိုရင် တော်တော်တော်မြူးနေတယ်ပေါ့စိတ်ထဲမှာ။စားရတော့လည်းတလောက်ကြီးမဟုတ်လာပါဘူး။ဟုတ်လား။အစားအသောက်ရဲ့စိတ်ကိုလွှမ်းမိုးပုံကိုပြောတာနော်။အခုကြည့်သူဘယ်လောက်သူ့လွှမ်းမိုးတာကိုခံရမလဲဆိုတာဆက်ပြီးတော့နားထောင်ကြည့်။ မျက်နာတခါတည်းတန်းပြက်ဘာလို့အသာမရှိရတော့အကျိုးအကြောင်းပြောပြတော့တင့်ငငယ်ချင်းယူသွားတယ်အတင်းအဓမ္မယူသွားတယ်သူမတားနိုင်ဘူးတားလို့ကိုမရဘူးအဲ့တော့မိမလည်းရိုက်လို့နဲ့လို့လည်းမဖြစ်စိတ်ကရမ်းတိုတယ်ငါအသားမပါဘဲနဲ့ဒီမေးမစားဘူးဆိုတာနေမသိဘူးလားနော်တခါတည်းဘာလုပ်လဲဆိုတော့ဒီမေးမို့တခါတည်းပြန်သိမ်းခိုင်းလိုက်တ ပြန်သိမ်းခိုင်းပြီးတော့နန်းရံမှာတိုးထားတဲ့ဓာတ်ကိုတခါလေးဆွဲထုတ်ပြီးတော့အိမ်အောင်ဆင်းသွားတယ်တဲ့ဆင်းသွားပြီးတော့အိမ်နောက်ဖေးသွားပြီးတော့အိမ်နောက်ဖေးမှာနွားတွေမွေးထားတာရှိတာ။အနွားတကောင်ရဲ့ဗဇက်ကိုဖြဲပြီးတော့ရှာကိုဆွဲထုတ်ထုတ်ပြီးတော့အဲ့ဒီဓာတ်နဲ့အရင်ကနေတခါလေးလှိဖြတ်ချလိုက်တယ်တဲ့။ကြောက်စရာကောင်းတယ်နော်ယတတဏ္ဍာဒီခေတ်ဘိုးတောင်ဆိုးသေးတယ်စိမ့်တောင်စားနေကြတယ်နော်။နော်အစိမ့်စားတဲ့ရင်ကျင်းမှုတဖြည်းဖြည်းနဲ့ထွန်းကားလာတယ်။ဒါလူလောကကြီးရဲ့ပျက်စီးခြင်းရဲ့လမ်းစပါနော်။ စိတ်သက်တရားခေါင်းဆောင်နေရနော်စိတ်သက်ယုံညံ့တဲ့ကြံ့တဲ့လူတွေများလာလေတွေကြံ့တဲ့လူတွေလည်းပဲအနေနဲ့များတော့ရိုက်ခတ်ခံရမှာပဲဥပကလုံကြုံအောင်လုပ်ပေါ်နေကြဖို့ရှိဟုတ်လားယုံမာတဲ့လူတွေကြံ့တဲ့လူတွေများလာလို့ရှိရင်အကျိုးပေးတွေကလာပါနော်အဲ့ဒီအကျိုးပေးတွေကလာလို့ရှိရင်ကောင်းတဲ့လူတွေပါရိုက်ခတ်နိုင်တယ်ဟုတ်လားအခုသူအလွန်ရရဆက်ဆက်ပေါ့နော်နွားကိုအသက်ရှိတယ်လို့တောင်သူထင်ရမတူဘူးပေါ့နော်အနွားခင်ဗျာတခါတည်းဝိရလဲသွားတယ် ပါဇက်ထဲကသွေးတွေကဘိုက်ကထွက်တဲ့ရေတွေလိုတလဟောကြလာတယ်။ဒါလေး तू မကြည့်ဘူးတခါလဲအိမ်မောဒေါနဲ့မောနဲ့တက်သွားပြီးတော့မိမကိုအဲ့ဒီရှာကြီးပြစ်ပေးလိုက်တယ်။ရော့ဒါကိုတခါတဲ့မိကင်းနောက်ထောင်ထုပြီးတော့ကြက်ပြီးဆိုရင်စီဆန်းပြီးတော့တခါတဲ့ပြင်ဆိုတော့ခိုင်းတယ်။အဲ့ဒါကြက်ပြီးဆိုတော့အဲ့ဒီနွားရှာပေါ့နော်ပူပူလောလောအဲ့ဒါကိုတမင်းနဲ့စားမယ်ဆိုပြီးတော့အဲ့ဒီနွားရှာကိုတုံးတင်ထားတာလေးကိုသူ့ရှာပေါ်တင်လိုက်တာလေး သူ့ရရှာတခါတည်းပြတ်ကြတယ်တဲ့တူသောကျိုးကိုပေးတာပေါ့နော်အစွမ်းထက်တယ်နော်ကြမ်းထမ်းတဲ့စိတ်တွေကလည်းဟုတ်လားခုတင်လေးသူကြမ်းကြမ်းထမ်းထမ်းစိတ်တွေဖြစ်နေတာအရှိန်တော့မသေးသေးဘူးနော်နောင်ရဲ့ပေါ်မှာ तू ဘလောက်ရဲဆက်ဆက်လှုပ်လာလဲ तू ဘလောက်ဒီစိတ်ကြီးကဒီလောက်လှုပ်နိုင်သည်အထိမပြင်းထန်နေဆိုတော့ဘလောက်တောင်ပြင်းထန်မဲ့စိတ်ကလေးဆိုတာကိုစဉ်းစားကြည့်ပါနော်အဲ့ဒီစိတ်ကအကျိုးပေးတာပဲ မဲသားတုံးလည်းရှာပေါ်ရောက်ရောသူ့ရှာလည်းအရင်ကနေပြက်ကြတယ်တဲ့တခါတည်းသွေးတွေထွက်လာပြီးတော့ဘလောက်နာတော့နော်ရှာမှာဖူးပေါက်တာတော့တော်တော်နာနော်ရှာကြီးတစ်ခုလုံးပြက်ကြရဆိုဘလောက်များနာမလဲရောအဲ့တော့သူမတ်တက်ကိုမရက်နိုင်တော့ဘူးတုံးတုံးလေးလဲပြီးတော့မနေနိုင်ဘူးဘလို့နေရတော့ဆိုတော့နွားလိုပဲဝက်ဥကုန်းပြီးတော့အော်ရတယ်တဲ့ဒီချာချာလုတ်ပြီးတော့အော်တာတော့မဟုတ်ဘူးသူ့သူ့အတန်တွေထွက်နေတော့တာနေမှာပေါ့ခံရခက်လုံးတော့ဟုတ်လား အဲ့ဒီလိုမျိုးအိမ်ထဲမှာသွေးတွေနဲ့မြင်မကောင်းကျူမကောင်းအနေထာယုံတွေကြံ့ကြံ့ထန်ထန်ဖြစ်နေတော့အိမ်မှာဖြစ်တဲ့လူကသူ့မှာတူဒီသားလေးရှိတယ်။အဲ့ဒီသားလေးကိုသူစိုးရိမ်ဩကြည်သာအလွန်ကြံ့ထန်တဲ့မြင်ကွင်းပဲ။ဒါဘာဖြစ်တယ်လဲမသိဘူး။ကြောက်လဲကြောက်မှာပေါ့နော်။အဲ့ဒါနဲ့တက္ကမကြီးကဘာလုပ်တုံးဆိုတော့သူ့သားကိုငါသားမင်းဖေအလွန်ရှုံးပါလေ။မကောင်းတဲ့စိတ်တွေသူ့ကိုချိုးပေးနေပြီ။ အဲ့ဒါမင်းဒီကိုမြန်ရောက်လာမလားမသိဘူးစိတ်မချဘူးဒါကြောင့်ဒီအင်းကနေပြေးလို့ခိုင်းနေတဲ့ကဲလုံမိလို့ပါလုံလိုက်တော့နော်အဲ့ဒါနဲ့ဒီသားလေးကမိရဲ့တိုက်တွန်းချက်ကြောင့်တခါတည်းပြေးတယ်ဘယ်ရောက်တော့ဆိုတော့တက္ကသူပြေးရောက်သွားတယ်တဲ့ဒါကစာထဲမှာရေးထားတော့အကျဉ်းမြေးရေးပြတာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်နော်ဒီဖြစ်ရဆိုကြီးတွေ့ပြီးတဲ့နောက်မှာမအေးကသားကိုတက္ကသူပြေးကိုပညာတဲ့လွှတ်တာလည်းဖြစ်နိုင်တယ်ပေါ့ဟုတ်လား အတက္ကသူပြည်ရောက်တဲ့အခါကျတော့အဲ့ဒီကလေးကဘာလို့တော့ဆိုဗရင်တန်ရွှေဗရင်တန်အဲ့ဒါဗရင်တက်ပြီဆိုတော့ဗရင်ဆရာကြီးနဲ့တမီးနဲ့ရပြီးတော့သူကအဲ့ဒီတက္ကသူပြည်မှာပဲအခြေချပြီးတော့နေလိုက်ကြတော့တာနောက်တော့သားတွေတမီးတွေမွေးလာတဲ့အခါကျတော့အဲ့ဒီသားသမီးတွေကဖေးရဲ့ဇာတိဖြစ်တဲ့တာဝတိကိုပြန်ပြီးတော့အိမ်တော်ကြကြဒါတွေရှိတယ်အမေကြီးတွေဘာတွေလဲအဲ့ဒီမှာရှိတာကိုဟုတ်လားအဲ့ဒါနဲ့သူ့ရဲ့သားသမီးတွေကတာဝတိမှာအခြေချကြတယ် ဖေကြီးကအဲ့ဒီခုနကတည်းကနွားသားသမားရဲ့တာတော်တော်အသက်ကြီးပြီအဲ့ဒါသူကတော့တက္ကသပြီမှာပဲကျန်ရစ်တယ်အဲ့တော့နောက်တော့သူသားသမီးတွေကမြတ်စွာဘုရားကိုအယံကြည်ညိုကြတယ်နောက်မြတ်စွာဘုရားရဲ့တပည့်တာဝကတွေဖြစ်နေကြတာအဲ့ဒါနဲ့သူ့ရဲ့အဖေကြီးကိုဩငါတို့ရဲ့ဖေဟာဘုရားမမသိတရားမမသိအသက်ကလည်းကြီးလာပြီအိုလာပြီဒါကြောင့်အကောင်းဆုံးကြီးစုဆက်တဲ့အနေနဲ့နောက်အဖေကိုဟောဒီတာဝတိမြို့ကိုခေါ်ပြီးတော့ထားမယ်ပြီးရင် ်ရသော်ဘုရားကိုဖူးမြော်စီမယ်တရားတော်ကိုနားစီမယ်ဆိုပြီးတော့အသက်ကြီးကမှသာသမီတွေကတာဝတိကိုပြန်ခေါ်ကြတာဟုတ်လားအဲ့ဒါနဲ့တာဝတိရောက်ပြီဆိုတော့ရသော်ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုပင့်ပင့်ပြီးတော့ဆုံးကတ်သာသမီတွေကပြီးတော့ရသော်ဘုရားကိုလျှောက်တယ်ရသော်ဘုရားတဲ့ဒါရသော်ဘုရားကိုတပည့်တော်တို့ရဲ့အဖေအသက်ရှင်စင်မှာအဖေကိုရည်ဝဲပြီးတော့လှူတဲ့ဇီဝဘတ်နော်မိဘတွေမသေးခင်မှာမိဘတွေအတွက် သေးပြီးမှရည်စူးပြီးတော့လှုပ်တာတဲ့မသိရင်လှုပ်တာပိုကောင်းတယ်လို့ဆိုနိုင်တယ်။အတူအာယုံပြုတ်လို့ကောင်းကောင်းရတာ။ဒါအဖေအတွက်ရည်ရွယ်ပြီးတော့အဖေအတွက်လှူပေးတာပါ။တမဲဆွာဘုရားဆုံးဖုံးပေးပြီးပြီဆိုတော့မြတ်စွာဘုရားကိုအဖေအတွက်အနုမောဒနာတရားဟောပေးပါလို့တောင်းမှန်လို့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီတရားကြီးကိုကြည်ပြီးတော့တရားဟောတယ်။ကာထာနဲ့ပုံဟောတယ်။တရားကြီးကအသက်ကကြီးလာပြီ။နော်။တကြီးရွယ်ဟိုပုံကိုယ်တွေအတွက်အလွန်ကောင်းတဲ့ဒေသနာလို့ဆိုနိုင်တယ်ပေါ့ တစ်ဆက်တည်းတွင်းမိတာကကျန်တဲ့လူတွေအတွက်လည်းပဲကောင်းမှာပါပဲလို့ဘာဖြစ်လို့ဆိုကျန်တဲ့လူတွေလည်းအိုးရအောင်မှာပဲလေတကြီးရွယ်ဦးကဖြစ်ရမှာပဲလေနော်အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောပြလဲဆိုတော့အန္တုပလာသောဝဒန္တိတိယမပုရိသောယမပုရိတာစာပိယမပုရိတာပိစတေဥပတ္တိတာအုံယောဂမုခေစတိတ်ထတိပါထေယံပိစတေနဝိစတိတဲ့ပထမကထာလေးရအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ တကကြီးတဲ့ဒါနိယခုအခါမှာတွန်တင်တိပန္တုပလာတော်ဝကျွေရတော့မဲ့တေးရွက်ဝါလေးလို့အတိဖြစ်ပြီတဲ့နော်တေးရွက်လေးရင့်ပြီးတော့ဝါပြီးတော့ခဏနေကျွေတော့မယ်ကျွေကန်ဒီတေးရွက်လေးလို့ဖြစ်နေပြီတဲ့ဟုတ်တယ်တခါလေးတစ်ပင်ပေါ်ကြီးလိုက်လို့ရှင်တော့စင်းရင်းဆူဆူနုနုပြူပြူတေးရွက်တွေရှိတယ်လို့နော်အရင်ကအရွက်လေးတွေကြတော့ဘလို့ဖြစ်နေတော့ဝါချင်းချင်းနဲ့ခဏနေကျွေတော့မယ်ဆိုတာမှန်းလို့ရတ နော်ပန္ဓုပလာတော့ပါတယ်ကြွေကန်ဒီတိရွက်လေးလို့ဖြစ်နေပြီတဲ့တင့်ရဲ့အခြေအနေကယမပုရိသပိစာတေဥပတိတာတေသင်ဤဥပတိတာအနည်းမှာယမပုရိသပိစာတေသင်ဤအနည်းမှာယမပုရိသပိစာသေမင်းရဲ့တမန်တွေကလည်းပဲဥပတိတာဝန်းရံပြီးတော့ချမ်းရနေကြပြီတဲ့သေမင်းတမန်တွေကတင်သားမှာဝန်းရံနေကြပြီတဲ့အเจ้าတော်ကြောက်စရာကောင်းတယ်နော် ဒီနေမှာတင်မင်းတမန်ဆိုတာကတင်စားပြီးတော့ပြောတာပါတေချင်းတရားကိုပြောတာပါတရားတော့မဲ့အရေးအယောင်တွေတွေ့နေရပြီမြင်နေရပြီလို့ပြောတာတော့တေချင်းရဲ့အရေးအယောင်တွေတင်သားမှာဝိုင်းနေပြီဒါကြည့်လိုက်ရင်သိရင်လေချုပ်နော်တေချင်းရဲ့အရေးအယောင်တွေဝိုင်းနေပြီအုံယောဂမုခေစာတိတ်တိတ်ပျက်စီးခြင်းရဲ့တကားဝမှာတင်ရောက်နေပြီဟောပြောတဲ့စကားလေးသေချာနားထောင်နော်ဘယ်တကားဝရောက်လဲပျက်စီးခြင်းရဲ့တကားဝလေ နော်ပါဠိယံပိစတိနာဝိစတိအဲ့လိုတမလွန်ခကြီးကိုသွားရကနီးမှာတင့်အတွက်ရိခါကလည်းမရှိသေးဘူးတဲ့ခကြီးကတော့သွားအရမယ်ဒါပေမဲ့တင့်မှာရိခါမရှိသေးဘူးတဲ့ဟောစာလေးလေးချောင်းနဲ့ပင်မလို့အလွန်ပေါ်လွင်ထင်ရှားတယ်နော်တခါကြီးတဲ့အခုချိန်မှာတင့်ဟာကျွေတော့မဲ့တည့်ရွတ်တည့်ရွတ်လို့ဖြစ်နေပြီသင်မင်းတမန်တွေကလည်းတင်သားမှာဝိုင်းဝိုင်းလဲနေပြီဆိုလိုတာသင်မဲ့အရှိအအောင်တွေကလည်းအကုန်လုံးတင်သားမှာမြင်နေရတယ်ပေါ့ ပျက်စီးခြင်းရဲ့တကားဝမှာရောက်နေပြီပျက်စီးခြင်းရဲ့တကားဝနော်ဒါပေမဲ့လို့အဲ့ဒီခကြီးကိုသွားတဲ့နေရာမှာအာဟုအရပြုရမယ်ရိခါတို့ကလည်းတဲ့မှာမရှိဘူးတဲ့အဲ့ဒါရိခါတို့ဆိုတာဘာကိုပြောအောင်ဆိုတော့ကုသိုလ်ကောင်းမှုကိုပြောတာနော်ကုသိုလ်ကောင်းမှုကိုပြောတာအဲ့တော့ဒီနေမှာဦးရှင်တို့ဒီဂါထာလေးတွေကိုငယ်ရွယ်တဲ့လူအရင်ကြီးဟိုတေကောင်ပေါင်းလည်းမဖြစ်သေးတဲ့လူတွေလည်းပဲ ကိုယ့်အကိုကိုင်းကြီးအောင်စဉ်းစားမယ်ဆိုရင်တော့လေစဉ်းစားလို့ရတာပဲဒါကကိုတူရတဲ့တွေးပေါ်မှာမူတည်တာပေါ့နော်ဟိုမကားဒီဝမင်းကြီးတို့ဆိုလို့ရှိရင်ပေးတဲ့တို့ကြောက်ပါလေဆယ်ပင်မြူတစ်ပင်ပေါက်လာတာကိုတော့ခဏနေရင်သေရတော့မယ်လို့ဆိုသည်အထီးသူ့စိတ်ထဲမှာထင်မှတ်တာသေမဲ့အရေးအကြောင်တွေးလိုက်တာနဲ့မနေနိုင်မထိုင်နိုင်ဖြစ်တယ်ပေါ့ဒါပေမဲ့တော်တော်နဲ့တော့သေသေးတာတော့မဟုတ်ဘူးနော်တော်တော်နဲ့မသေသေးပြီမလို့သေရမှာတော့လည်းပဲအသေးချာပဲပေါ့ တော်တော်နဲ့မကြွေသေးပေမလို့လဲကြွေရမှာတော့အသေးချာပဲပေါ့ဟောအဲ့ဒီလိုနီးနဲ့ကို့အတွက်ဟိုအဝင်ကွန်ကြီးဖြစ်အောင်တွေးမယ်ဆိုရင်လဲတွေးလို့တော့ရတယ်ပေါ့နော်ပြီးတော့မြတ်စွာဘုရားဘလို့ဆက်ပြီးတော့တိုက်တွန်းတော့ဒုတိယခါထသောပရောဟိဒီပမတနောကိပံဝါယမပန္တိတော်ဘဝနိဒန္တမလောအနေကနောဒိဗ္ဗအရိယဘူမိန်ဥပေဟိတိတဲ့သောကရောဟိဒီပမတနော သောတွန်ထိုးသင်သည်အတ္တနောမိမိရဲ့ဒီပံအာဟုရာဒီဟုသောကျွန်းကိုကရောဟိပြုလောသောသောကစကားလေးနဲ့ဆက်ဆက်ပြီးတော့တွေးရမှာနော်တခါကြီးအသင်ရဲ့အခြေအနေကကျွေတော့မဲ့တေးရွတ်တဲ့လိုဖြစ်နေပြီတေးမဲ့အရေးရောင်တွေကလည်းအကုန်လုံးဝိုင်းဝန်းလဲနေတယ်အပြည့်စည်ချင်းရဲ့တကားဝမှာသင်ရောက်နေပြီဒါမဲ့အသင်အတွက်အာဟုရာရိခါလည်းမရှိဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားဘလို့ဆက်ပြီးတော့တိုက်တွန်းတော့ကိုယ်အတွက်အာဟုအာရာပြုရမယ်ကျွန်းကိုပြုပါတဲ့ ကျွန်းဆိုတာကအပင်လေတဲ့သမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းဒါကိုရည်ရွယ်တာနော်ထောက်ရတီရအာကိုအာရာပြုရာကို ဖော်ညွှန်းတာပေါ့နော်ပင်လေထဲမှာသင်္ဘောပြက်လို့လှိမ့်မောက်လို့နော်လက်ပြကူပြီးသွားရင်းနဲ့ကျွန်းလေးပေါ်ရောက်သွားတယ်ဆိုတော့အော်တော်သေးဟဲ့မသေးဘူးဟဲ့အာကိုအာရာပြုရတယ်ပေါ့နော်အဲ့ဒါလိုပဲကိုယ့်ရဲ့ဘဝမှာကိုယ့်အတွက်မိခိုးရာကျွန်းကိုကိုကိုတိုင်လောက်ရမယ်တဲ့ကျွန်းကိုတိဆောက်ပါလို့ပြောတယ် နော်အဲ့ဒီကျွန်းဆိုတာလည်းဘာကိုပြောတာတော့အဓိကကတော့ကုသိုလ်ကောင်းမှုကိုပြောတာပါပဲကုသိုလ်ကောင်းမှုထဲမှာမှနော်အဓိကအကြဆုံးအရာကိုပြောရရင်တော့ပညာလို့ဆိုနိုင်တယ်ပေါ့နော်မဲ့ဉဏ်ပူဉဏ်တို့လိုမျိုးနိဗ္ဗာန်ချမ်းသာကိုသိနိုင်မြင်နိုင်သည့်အထိအစဉ်အတန်းအလွန်မြင့်မားတဲ့ဉာဏ်ကိုရရမယ်ဆိုရင်တော့ဘယ်တော့မှမပြည့်စည်နိုင်တဲ့ကျွန်းပေါ်ကိုရောက်သွားတယ်လို့ဆိုနိုင်တယ်ပေါ့အာကိုအာရာအပြုအဆုံးကျွန်းပေါ့နော်အဲ့ဒါကိုဘယ်လိုဆက်ပြီးတော့မြတ်စွာဘုရားတိုက်တွန်းတော့ဆိုတော့ခိဗံဝါယမပန္တိတောဘဝ ခိပ္ပံမြန်မြန်ဝါယမအားထုတ်လိုက်ပါတဲ့ပန္တီတော်ဉာဏ်ရှိသည့်ဘဝဖြစ်ပါတဲ့ဟောမြန်မြန်ဆန်းဆန်းအားထုတ်ပြီးတော့အတိဉာဏ်ရှိတဲ့လူတယောက်ဖြစ်အောင်လုပ်လိုက်ပါလို့ပြောတာနော်ဒါကတော့ဒကာဓမ္မတို့ဦးဇင်းတို့အခုလုပ်နေတဲ့လုပ်ငန်းနဲ့တော့အဝင်ဝင်ကြမယ်နော်မြန်မြန်ဆန်းဆန်းစူးစမ်းပြီးတော့ကိုယ့်ကိုယ်ကိုမှန်မှန်ကန်ကန်တည်တဲ့လူတယောက်ဖြစ်အောင်လုပ်လိုက်ပါလို့ပြောတာနော်ဒီစကားကအများကြီးအခြေချက်မျိုးချက်လို့မရဘူးလားမရတယ်နိဒန္တမလောအနေကနောတဲ့နိဒန္တမလောတဲ့ ော့အညစ်အကြေးတွေကိုဖယ်ထုတ်ပြီးတော့အနေငနောအညစ်အကြေးကင်းသည်ဖြစ်၍ဒိဗ္ဗံအရိယဘူမိန်ဥပိဟိတိအရိယဘူမိန်အရိယတို့သာလည်းရောက်ရဖြစ်သောဒိဗ္ဗံသုဒ္ဓဝါဒ၅ဘုံလို့ဆိုတဲ့မြင့်မြတ်တဲ့ဗြဟ္မပြည်ကိုဥပိဟိတိသင်ကပ်ရလိမ့်မယ်ရောက်ရလိမ့်မယ်တဲ့ဒါကသူအနာဂံဖြစ်အောင်ဟောတာမြတ်စွာဘုရားသူ့နော်ကိုကိုကိုမြန်မြန်စူးစမ်းပြီးတော့အတိဉဏ်ရှိအောင်လှုပ်လိုက်လို့အတိဉဏ်ရှိလာပြီဆိုလို့ရှိရင် မကောင်းမှုတွေကိုဖယ်ခွာနိုင်လိမ့်မယ်အဲ့လိုဆိုလို့ရှိရင်မကောင်းမှုဆိုတဲ့အညီအကြီးကင်းလိမ့်မယ်အညီအကြီးကင်းလို့ရှိရင်သင်ဟာဖြူရှင်တဲ့တန်ရှင်းတဲ့ပုံကိုယ်တွေရောက်ရဘုံလို့ဆိုတဲ့နောက်သုဒ္ဓဝါဒ၅ဘုံဆိုတာရှိတယ်မြမပြည်မှာဟုတ်လားသူကအရိယပုံကိုယ်တွေရောက်ရတဲ့ဘုံဌာနအဲ့ဒီကိုရောက်လိမ့်မယ်လို့မြတ်စွာဘုရားသူ့ဟောတာအဲ့တဒီကထာလေးကလည်းပဲပြည်တဲ့ဘုံသူတော်အောင်တို့တေချာစီစစ်ကြည့်မယ်ဆိုရင်ရှိရဟောလိုက်တဲ့ဂါထာနဲ့အခုနောက်ဟောတဲ့ဂါထာကိုဆက်ဆက်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင် အလိုတိုင်းဒီတုံတို့ခြောက်ချားပေါ်ရာအခြေအနေကိုရင်ဆိုင်ကြရမှာဖြတ်တန်းကြရမှာအဲ့ဒါကိုကိုကကြိုတင်နားလည်ပြီးတော့စောသီးတွေကစပြီးတော့အစဉ်ပြေအောင်ဘလို့စီမံထားမလဲဆိုတာရဲ့အဖြစ်ကိုဒီထဲမှာတွေ့ရတယ်ပေါ့ဟုတ်လားအသေးရလေးတည်းရလို့ကြွေရတော့မယ့်အနေအထားဆိုတာကရောက်ကြအောင်ပါပဲလေနော်သေမဲအရေးအကြောင်းသေမင်းရဲ့တမန်တွေဝိုင်းဝန်းနေနေတာကိုလည်းကြုံကြရအောင်ပါပဲလေ ်။ပျက်စီးခြင်းရဲ့တကားဝါကိုလည်းတကားသမားဥစဉ်တို့လည်းစိုက်ရောက်ကြရအောင်ပါပဲဟုတ်လား။အဲ့ဒီချိန်မှာကို့အတွက်အာကိုရာရိတ်ခါမပါဘူးဆိုရင်တော့ဒါအရန်ကိုပဲတုံလုံးချောက်ချရာကောင်းတဲ့အနေထားတစ်ခုဖြစ်မယ်ပေါ့နော်။အဲ့ဒီလိုမျိုးမဖြစ်အောင်ကို့အတွက်အာကိုအာရာကျွန်းကိုလောက်ရမယ်။အာကိုရှာရမယ်ပေါ့။အဲ့ဒီအာကိုကိုဘယ်လိုရှာမှာတုံးဆိုမြန်မြန်စူးစားတဲ့ခိတ်ပံဝါယမပန္တိတော်ဘုရားမြန်မြန်စူးစားပြီးတော့ဉာဏ်ရှိတဲ့လူဖြစ်အောင်လုပ်တဲ့အဲ့တော့ဒါကဘာပြောတာတော့ဉာဏ်ရှိတဲ့လူဆိုတာအဓိကတော့ ကိုယ်ဘာကိုယ်ခန္ဓာရဲ့မတည်မြဲတဲ့အိဋ္ဌသဘောကောင်းမွန်တဲ့သဘောမဟုတ်ဘူးလို့ဆိုတဲ့ဒုက္ခသဘောအနှစ်သာရကင်းမဲ့တဲ့ဆိုတဲ့အနတ္တသဘောအခြေခံအဖြစ်ဒီယုံဉာဏ်ရဲ့လက္ခဏာရေးသုံးပါးကိုသိတဲ့မြင်တဲ့ဉာဏ်ကိုဒီနေရာမှာပညာရှိတယ်ဒီဉာဏ်ရှိရင်ပညာရှိတယ်လို့အဓိက နားလည်ရမှာပေါ့ဒါကိုရင်းချင်အောင်ပွားများလို့မဲ့ရှင်ဖို့ရှင်ရောက်ခဲ့မယ်ဆိုတော့ဒါတော့အတိုင်းထက်အလွန်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်သွားရေတော့သူကတော့စိတ်ချရတယ်ပေါ့နော် ်တော့မြန်မြန်စူးစမ်းပြီးတော့ဉာဏ်ရှိသူဖြစ်အောင်လုပ်ပါဆိုတာလေးကနော်အများကြီးပြောစရာရှိရဲ့နော်ဉာဏ်ရှိသူဖြစ်ဖို့အတွက်နေနေကိုယ်ကိုယ်လုပ်လို့မပြောဘူးနော်သူကခိတ်ပံဝါယမမြန်မြန်စူးစမ်းလို့ပြောတယ်ဒါကအဲ့ဒီတကားကြီးကမကြခင်မှာပဲပြည့်စုံတော့မယ့်အနေအထားကြောင့်မို့လို့မြတ်စွာဘုရားမြန်မြန်လို့ပြောတာလို့ထင်မဲ့ဆိုရင်ထင်ကောင်းစရာရှိတယ်ဒါပေမဲ့အဲ့လိုတော့ပြောလို့တော့မရအလုံးအတွက်လည်းပဲမြတ်စွာဘုရားမြန်မြန်လို့ပဲဟောတာများတယ် ဘာဖြစ်လို့လဲဆိုတော့နော်အခွင့်အရေးကဘယ်ချင်းပြည့်စည်မယ်ဆိုတာဘယ်သူမှမသိနိုင်လို့နော်ငယ်တဲ့လူတွေလည်းမြတ်စွာဘုရားနှိမ့်နှိမ့်လို့တော့မပြောဘူးဟုတ်လားအမြန်မြန်ပဲပြောတယ်နော်အခုလောစေဦးဇင်းတို့နာဂတုတ်တန်ဆိုတာကိုဟောပြနေတယ်အဲ့ဒီတဲမှာမရောက်ဘူးတဲ့ရက်ဒေတာကိုရောက်အောင်တော့ရမယ်ဆိုတဲ့အင်္ဂါရက်တစ်ခုပါတယ်အဲ့ဒါမရောက်ဘူးတဲ့ရက်ဒေတာဆိုတာဘာလဲနိဗ္ဗာန်ချမ်းသာကိုပြောတာတဲ့ ဲ့ဒီမရောက်ဘူးတဲ့ရက်ဒေတာကိုရောက်အောင်သွားရမယ်ဆိုတဲ့နေရာမှာဘယ်ပုံဘယ်နည်းသွားမလဲဆိုတော့မြတ်စွာဘုရားအဲ့ဒီတဲမှာတန်ခိတ်ပင်ညေဝကန္တာဟောတိမြန်မြန်သွားရမယ်လို့ခိတ်ပင်ညေဝအစောတလျင်ဆိုတဲ့အသုံးတော့ကိုသုံးတယ်ပေါ့နော်ကုလက်ဒီမှာဦးဇင်းတို့ခိတ်ပန်ဝါယမပန္တိတော်ဘဝမြန်မြန်အားထုတ်ရမယ်တဲ့ဉာဏ်ရှိတဲ့လူတယောက်ဖြစ်အောင်မြန်မြန်အားထုတ်ရမယ်တလုံးချင်းစီမှာလေးနှစ်တဲ့အတိပဲတွေးစရာတွေအများကြီးရှိရနော် အဲ့လိုမျိုးကိုစ조사မယ်ဆိုလို့ရှိရင်နေတန္တမလောအညစ်အကြေးတွေကိုပယ်ထုတ်နိုင်လိုက်မယ်တစတစနဲ့အညစ်အကြေးတွေကိုပယ်ထုတ်နိုင်မှများလာလို့ရှိရင်အနင်္ဂနနဲ့အညစ်အကြေးကင်းတဲ့လူတစ်ယောက်ဖြစ်မယ်တဲ့နော်အဲ့လိုအညစ်အကြေးကင်းမယ်ဆိုလို့ရှိရင်အရိယပူမိန်ဖြူရှင်တန်ရှင်းတဲ့အရိယပုဂ္ဂိုလ်တို့သာလင်းလာရရောက်ရဖြစ်တဲ့ဒိဋ္ဌံနော်အဲ့ဒီသုတ္တဝါဒ၅ပုံဆိုတဲ့မြတ်ပြည့်ကိုဥပ္ပဟိတိသင်္ကာရလိမ့်မယ်တဲ့ဂါထာလေးနှစ်ပုံနော် အဲ့ဒီကပုဂ္ဂိုလ်ဟောလိုက်တော့အဲ့ဒီတရားကြီးကသောတာပန်ဖြစ်တယ်တဲ့သောတာပန်ဖြစ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမှလည်းပဲအများကြီးကျိုးရှိတယ်ပေါ့အဲ့ဒါနဲ့နောက်နေ့ရောက်တော့အားရသမီးတွေကအားမရသေးဘူးတော့သူတို့ကတော့ဘလို့တရားတို့တရားမြတ်တွေရထားတယ်ဆိုတာကိုတော့စာထဲမှာတော့မတွေ့ရသေးဘူးပေါ့နော်နောက်နေ့အဲ့ဒါဘုရားမှုရှိတဲ့တန်ခါတွေကိုထပ်ပင်ပြီးတော့ဆုံးကပ်ပြန်တယ်စမုံပေးပြီးပြီဆိုတော့သူတို့အဖေကိုပဲဥတည်ပြီးတော့မြတ်စွာဘုရားကိုရှောက်ပြန်တယ်မြတ်စွာဘုရား ဒါတပြည့်တော်တို့ရဲ့ပါကင်ကြီးကိုရည်ရွယ်ပြီးတော့စွန့်ကတ်တာပါအဲဒါစွန့်ဖုံးပေးပြီဆိုတော့ဖေးအတွက်တရားဟောပေးပါဦးလို့ထပ်ပြီးတော့ခိုင်းတယ်အလွန်လိန်မာတဲ့ဉာဏ်ရှိကြတဲ့သာသမီတွေလို့ဆိုရမယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားကထပ်ပြီးတော့ဂါထာနှစ်ပုဒ်ထပ်ဟောတယ်အဲ့ဒီဂါထာနှစ်ပုဒ်ကလည်းပဲအရင်နေ့ကဟောခဲ့တဲ့ဂါထာနှစ်ပုဒ်နဲ့အတိဘယ်ကတော့အတူတူပဲလို့ပြောလို့ရတယ်ဒါပေမဲ့ဟောရနေရာမှာအတူမရှိကျွမ်းကျင်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဘလို့လေးအပြောင်းလဲလုပ်ပြီးတော့ဟောထားတယ်လေစိတ်ဝင်စားစရာကောင်းတယ် နော်ဥပဏိတဝရောစဒါနိတိတံပယာတောတိယမတတန္တိကံဝါတောတိနတ္ထိအန္တရာပါတိယံပိစတိနာဝိစတိတဲ့ပထမခါတာနော်အရင်လေးကပြောတာကတော့သင်ဟာမကြွေတော့မသိရလေးတရွတ်လို့ဖြစ်နေပြီသင်မင်းတမန်တွေကသင်သားမှဝိုင်းဝိုင်းလည်နေပြီပျက်စီးခြင်းရဲ့တကားဝါကိုသင်ရောက်နေပြီသင်မှာရိခါတို့ကတော့မရှိသေးဘူးအဲ့ဒီနေရာမှာဒီခါတာလေးကိုဟောတာဒါကြတော့ဘယ်လိုပြောပြလို့ ဥပနိတဝယောစာဒာနိတိတခါကြီးတဲ့သင်ဟာအခုချိန်မှာအရွယ်တွေလွန်ခဲ့ပြီတဲ့ဟောနော်ဘောရင်နောက်ဆုံးအရွယ်ရောက်နေပြီနုပြိုးတဲ့တန်မာတဲ့အရွယ်တွေဘာပြောကုန်ခဲ့ပြီအရွယ်တွေလွန်ခဲ့ပြီတဲ့အမလွန်သေးလေလွန်ရအောင်ပါပဲနော်လွန်ရတယ်ဆိုတော့လေကံကောင်းမှလွန်ရမှာနော်တချို့အရွယ်မလွန်ခင်သေးကြတာလည်းရှိတယ်ဟုတ်လားအေးဥပနိတဝယောစာဒာနိတိသင်ရဲ့အရွယ်ဟာလွန်ခဲ့ပြီတဲ့နောက်ဆုံးအရွယ်ရောက်နေပြီ တံပယာတုတ်တိယမတတန္တိကယမတသေမင်းရဲ့တန္တိကထံကိုတံပယာတော့တင်ဟာတွေ့ရွေ့နဲ့ချင်းကပ်နေရပြီတဲ့ဟောချောင်းဆရာကောင်းအောင်ပြောနိုင်တယ်နော်သေမင်းရဲ့တမန်တွေကတင့်ကိုဝိုင်းဝိုင်းလည်နေပြီလို့မနေ့ကပြောခဲ့တဲ့ကာထာတွေကအလှုပ်ပါတာခုကကျတော့ဘလို့ဖြစ်နေလို့သေမင်းဒီကိုတင်ဟာတွေ့ရွေ့ချင်းကပ်နေရပြီတဲ့ယမတသေမင်းရဲ့တန္တိကအထံကိုတံပယာတော့တီဟောနေရတဲ့ချင်းကပ်နေရရောက်တော့မယ်တဲ့ဝါတော့တီနတ္ထိအန္တရာ အန္တရာအချားသည်အန္တရာအချား၌ဝါတော့နားပြီးတော့နေရခြင်းဆိုတာလက်ထိမရှိဘူးတဲ့ဒီစကားလေးကတော့နည်းနည်းလေးရှင်းပြကြရလို့ပဲနော်တင့်အတွက်နော်လန်ခုလက်အချားမှာနားပြီးတော့နေရတယ်ဆိုတာမျိုးမရှိဘူးတဲ့ဆိုကြပါစို့ဗဂတိခီးသွားတယ်ဆိုတာကမောလို့ရှိရင်နားလို့ရတယ်နော်ရောက်ခါနေမှာခဏလောက်နားအောင်မယ်ဆိုနားလို့ရတယ်နော်အချားကာလလေးမှာနားမယ်ဆိုရင်နားလို့ရတယ် ်မသေးကောင်မောင်းလည်းဖြစ်လို့ခဏလေးသေးတော့မဲ့လူတယောက်ကိုသေရင်တရားကိုခဏအဆိုင်မှာအုံးကျုံနားပါအောင်မယ်လို့လုပ်လို့မရဘူးဒါကိုပြောတာသူကနော်ခဏလေးနေပါအောင်လို့ဖွင့်တောင်းလို့မရဘူးနားနေချိန်မရှိဘူးကြာကာလဆိုတာမရှိဘူးသေပြီဆိုတာနဲ့တန်းပြီးတော့ကံစီမာယာဘဝတစ်ခုကိုရောက်ရမယ်ပေါ့အဲ့ဒီကြာတော့မှကောင်းမြတ်တဲ့အမှုတွေကိုပြုပြီးတော့အများကြီးပြင်ဆင်ခြင်းမာသေးတယ်ဆိုလို့အချိန်မရဘူးဘောဆိုလိုတာက နော်ဝါသောတိနတိအန္တရာဂျာကာလမှာနားဖို့ဆိုတာမရှိဘူးဆိုတာတောက်လျှောက်ဒါတွေကဆက်ပြီးတော့ဖြစ်သွားမယ်ဆိုတဲ့အတိတ်ပဲကိုပြောတာနော်ဒီဥစ္စာကတော်တော်လေးနေတယ်လို့ဦးဇင်းထင်ပါတယ်နော်ဒါကတေဂာနီအနေထားလေးကိုမှန်းကြည့်ပြီးတော့ဒီအတိတ်ပဲလေးတွေကိုနားထောင်မှပို့ပြီးတော့ပုံပေါ်မယ်ဟုတ်လားအရွယ်တွေကလွန်ခဲ့ပြီသင်မင်းတွေကိုတရွေ့ရွေ့နဲ့ချင်းကပ်နေရပြီဟုတ်လားဂျာထဲမှာနားဖို့ဆိုတာ အချိန်မရှိဘူး ဒလဇကြီးဒီခီးကိုသွားနေရတယ်ဒါပေမဲ့တင့်ကိုကြည့်လိုက်တော့ရိတ်ခါရှိလားဆိုတော့မရှိဘူးတဲ့ပါထရန်ပိစတေနာဝိစီဒီအဲ့ဒါတော့ပြန်ပါလာတယ်ရိတ်ခါလည်းမရှိဘူးဒါကြောင့်ထက်ပြီးတော့မြတ်စွာဘုရားတိုက်တွန်းတယ်သောကရောဟိဒီပမတနောခိဗံဝါယမပန္ဒီတောဘဝနေဒန္တမလောအနေကနောနပုဏ္ဏဇာတိစရံဥပေဟိတိကိုယ့်ရဲ့မိခိုးရာအားထားရာကျွန်းကိုလောက်ပါမြန်မြန်ဆန်ဆန်အားထုတ်ပြီးတော့အတိဉဏ်ရှိတဲ့လူတယောက်အမှန်တည်းတဲ့လူတယောက်ဖြစ်အောင်ကြိုးပမ်းပါ ဒါဆိုလို့ရှိရင်အညီအကျေးတွေကိုဖယ်ထုတ်ပြီးတော့အညီအကျေးအညီအကျေးကင်းတဲ့လူတယောက်ဖြစ်လိမ့်မယ်။အဲ့လိုအညီအကျေးကင်းမယ်ဆိုလို့ရှိရင်နပုဏ္ဏဇာတိစရံဥပေဟိတိဇာတိစရံနော်ပုဏ္ဏဆိုတပံပေါ့နော်ဇာတိစရံမွေးဖွားတဲ့အဖြစ်ဥမင်းရတဲ့အဖြစ်ကိုနဥပေဟိတိဘယ်တော့မှသင်ရောက်မှာမဟုတ်ဘူးတဲ့အဲ့ဒါတော့ယန္တာဖြစ်အောင်ဟောတာလို့ဆိုတယ်တဲ့ဟောခုနတုန်းကတော့အညီအကျေးကင်းလို့အညီအကျေးမရှိဘူးဆိုရင်သင်ဟာအရိယာတို့ရဲ့ပျော်ရွှင်ရာ ော့သုဒ္ဓဘာသာငါးပုံကိုရောက်လိမ့်မယ်လို့ပြောတာအခုအကြတော့တရားအညီကြီးကင်းသွားလို့ရှိရင်တဖန်ဇာတိနော်အိုရတယ်ဆိုတော့မွေးပွားရတယ်ဆိုတော့အိုရတယ်ဆိုတော့ဇာတိစရာသဘောကိုတင်ထပ်ပြီးတော့ရောက်เสียအကြောင်းမရှိဘူးဆိုတာဘဝတန်စရာဇေယတခါတည်းပြတ်သွားမယ်ဆိုတဲ့အတိပယ်ကို